ားလုံးပဲမင်္ဂလာပါဒါကတော့ကျမတို့ရဲ့ Facebook ဘန်တင်တန်ရဲ့ page ဖြစ်ပါတယ်ပေါ့နော်အခုဖျားပန်းထိုး online class လေးအမြုမြုအမြုမြုအနေနဲ့တတ်ထားတဲ့တင်တန်းသူရဲ့လက်ရာလေးတစ်ချက် draw မယ်နော်ဒါလေးကတော့အမြုမြုအနေနဲ့မှာဖျားပန်းအိုးထိုး online class join တဲ့တင်တန်းသူရဲ့လက်ရာလေးပေါ့နော် ဒီလို Facebook account လေးတခုရှိအောင်လဲပေါ့เนาะကျမတို့ရဲ့ဒီဖရားပတ်ကိုထိုးနီးတန်တန်ကို join လို့ရပါတယ်။ဒါဆိုရင်တန်တန်တူလေးရာအမိမျိုးအနေနဲ့ရပေါ့เนาะသူတို့ထိုးထားတဲ့အင်စာလေးကိုထပ်ပါတယ်။ဒီကနေပြီးမှဘယ်နာလို့လဲအမားမန်လေးကိုပြန်ပြီးတော့ပုံမှန်ဆွဲပြီးတော့ပြန်ပို့ပေးရပေါ့เนาะ။ဒီလိုမတိနာမလဲရှိရရင်လဲ Messenger မှာမေးလို့ရပါတယ်။ဒါကတော့သူတို့မျိုးမှာရှိတဲ့ ပန်းပေါ့နော်တနေရာနဲ့တနေရာမတူရှိရဲ့ပန်းနေရာကိုရှိရှိရဲ့ပန်းလေးနဲ့တောက်အောင်ထိုးတက်အောင်တင်ပေးတာပေါ့နော်ပန်းထိုးနီးတန်တန်လေးရတော့ဒါတော့အပြင် class တွေပါအများကြီးပဲเนาะကျွန်မတို့စီမှာ online class join ထားတဲ့တန်တန်သူရဲ့လက်ရတော့ဒါလေးရတော့တန်တန်ထဲမှာထိုးပြထားတဲ့ပုံလေးပေါ့နော် online class တင်တဲ့လူလက်ရလေးထပ်ပြပေးမယ် ဒါဆိုရင် online class တင်တဲ့လူလိုက်ရလေသူတို့စီမှာရှိရဲ့ band လေးကိုလှအောင်လှအောင်ထိုးထားပါเนาะထိုးပြီးတော့အင်စာလေးထပ်ကြတာပါရန်ကိုလာပါတယ်တချို့လက်ရာလေးဆိုရန်ကိုလာပါတယ်ပေါ့နော်အဲ့ဟာတော့လမလာတာတော့ကိုကိုပေါ်မှာမူတည်ပေါ့နော်တော်တော်လေးကိုလေးချင်း ယူပါပဲတဖြည်းဖြည်းနဲ့တချို့ဆိုရင်လက်ရာတွေကလာလာတာပေါ့နော်ချက်ချင်းကြီးပထမအောင်ဆုံးစတင်နှဆတ်တက်ကလေးစထိုးတာနဲ့ကိုအဲလာတာတော့ရှားတော့ရှားပါတယ် ထိုးဖန်များလေလက်ရာပိုကောင်းလေပေါ့နော်ဒါတော့အပြင်တင်တန်းလေးပါကျမတို့စီမှာပေါ့နော်ဒါလေးရကြတော့ကျမတို့ဒီဒလမတက်သွားတဲ့တင်တန်းသူရဲ့အိမ်ကဖျားဆင်လေးပေါ့နော်သူကလှအောင်လေးကိုဒီချာထိုးပြီးတော့ပေါ့နော်ဒီဒလမတက်သွားတဲ့တင်တန်းသူရဲ့အပြင်တင်တန်းလေးပေါ့နော်ဒါကတော့သူ့ရဲ့လက်ရာလေးပါကျမတို့စီမှာပန်းထိုးတင်တန်းကို online class လေးအလုပ်ရတယ် အပြင်တင်တန်းလဲအလုပ်ရပါတယ်ဒီတလဆိုကျမတို့ပန်းစည်းစည်းတာ10နှစ်ပြည့်အထိမ်းမှန်းနဲ့ကျမတို့ discount တွေပေးနေပါတယ်စိတ်ဝင်စားရေးဆိုကျမတို့ဒီတင်တန်း page တွေကိုလာစုံစမ်းလို့ရတယ်လို့ကျမတို့ရဲ့ Viber တွေဒီ TikTok ရဲ့ Messenger တွေမှာလာပြီးတော့စုံစမ်းလို့ရပါတယ်နော်တင်တန်းတွေကတော့အဆုံရှိပါတယ်ရှင်ပစံပန်းစည်းဆိုပစံပန်းစည်းတင်တန်းလေးလေ online class ပဲဖြစ်ဖြစ်အပြင်တင်တန်းတွေပဲဖြစ်ဖြစ်အကုန်လုံးရှိပါရှင့် အလုံးကြီးရှုပ်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်